င်္ဂလာပါခင်ဗျာဒီကုကန်ရဲ့တပတ်သက်ခြင်းတင်ဆက်မှုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒိန်နီခိုင်မြန်မာမျိုးနွယ်မှာလက်မဆက်တွေ့ရေးကောင်းမွန်ဖို့အတွက်ဒေသခံတွေနဲ့တာဝန်ရှိသူတွေလက်တွဲဆောင်ရွက်ခဲ့ကြတဲ့တွင်2025-2026ခုနှစ်အကြံကြိတ်ခွဲရသည့်စတင်လက်ပြဖြစ်တဲ့အကြောင်းနဲ့ဒိန်နီခိုင်ကမ်ပိန်းမျိုးနွယ်ရဲ့တင်သေးယူပို့ဆောင်ရေးတွင်ဂူဂန်ခိုင်အတွင်းကရာဇုနှစ်တစ်ခုကျော်တည်တံ့ရှိတဲ့ဟွန်စင်ကျေးရွာစီများပြန်လည်တည်ထောင်ရေးတွင်ပါဝင် တပတ်တွင်တင်ဆက်ခဲ့တဲ့သတင်းများစွာတွေမှာထူးခြားသတင်းများကို ကောက်နှုတ်တင်ဆက်ပြသမှာဖြစ်ပါရခင်ဗျာပထမဆုံးသတင်းအနေနဲ့ဒိနီခိုင်မမမြို့နယ်မှာလက်မဆက်သွေးကောင်းမွန်မှုအတွက်ဒေသခံတွေနဲ့တာဝန်ရှိသူတွေလက်တွဲဆောင်ရွက်ခဲ့ကြတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။မကြာသေးမီကရွာသွန်းခဲ့တဲ့မိုးဒဏ်နဲ့ရင်သွားလာမှုများပြတာတွေကြောင့်အထူးဒေသတဲ့ဒိနီခိုင် မမမျိုးနယ်နဲ့မိုင်းရုံမျိုးနယ်ကိုဆက်သွယ်ထားတဲ့အထက်လမ်းမကြီးနဲ့ကျွရလမ်းတွေပေါ်မှာတွင်းတွေအကြောင်းတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒီအခြေအနေဟာဒေသခံပြည်သူတွေရဲ့နေစဉ်သွားလာရေးကိုကြီးမားစွာအဟန့်အတားဖြစ်စေခဲ့ပြီးအထူးသဖြင့်ရာသီဥတုဆိုးရွားတဲ့ကာလတွေမှာအနေရဖြစ်နိုင်ကြပါမြင့်တက်လာစေခဲ့ပါတယ်။ဒီခက်ခဲတွေကိုတုံ့ပြန်ဖြေရှင်းဖို့အတွက်မမမျိုးနယ်အုပ်ချုပ်ရေးကော်မတီမြို့နယ်တရင်နဲ့ ESKN တို့ဟာပန်နိုင်ပန်ဝပါလီယံပါဝင်ရောမြောင်ဆောင်တွေပူးပေါင်းပြီးလမ်းပြင်ဆင်ရေးလုပ်ငန်းတွေကိုစတင်ဆောင်ရွက်ခဲ့ကြပါတယ်။ဒီလုပ်ငန်းမှာဆိုရင်မမနဲ့မိုင်းရုံဆက်သွယ်ရေးလမ်း ်းကြောင်းအပြင်ချေးရွာလမ်းတွေကိုပါလွှမ်းခြုံပြင်ဆင်ခဲ့ကြတာဖြစ်ပြီးဒေသခံပြည်သူအင်အား300ခန်းကအင်တိုက်အားတိုက်ပါဝင်ခဲ့ကြပါတယ်။ပါဝင်ဆောင်ရွက်သူတွေဟာပေါ်တူဂေါ်ပြားတွေကိုတုံးပြပြီးလက်မျက်နှာပြင်ညီညာအောင်ပြုလုပ်တာလဲရီနဲ့မြေကြီးတွေယူပို့ဆောင်တာ အနည်းရရှိတဲ့ကြောက်ကြံပါလမ်းမိုင်းတွေကိုပြုပြင်မွမ်မန္တာရီတက်ညီလက်ညီဆောင်ရွက်ခဲ့ကြပါတယ်။ဒီလိုစုပေါင်းဆောင်ရွက်မှုဟာမမမြို့နယ်ရဲ့အသေးပို့ဆောင်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အခြေခံကောင်းတည်းရဲ့ဖြစ်စေသလိုဝချိုရီကော်မတီနဲ့ပြည်သူလူထုကြားစည်းလုံးညီညွတ်မှုကိုလည်းမြင့်မြင့်ပေးနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ဒုတိယသတင်းအနေနဲ့အထူးဒေသတဲ့အတွင်းဆက်သွယ်ရေးကွန်ရက်တွေတိုးချက်တည်ဆောက်နေမှုအခြေအနေကိုတင်ဆက်ပေးကြပါမယ်။အထူးဒေသတဲ့အတွင်းကတောင်နှင်းဒေသအများစုဟာအရင်ကတည်းကဖုန်းခေါ်ဆိုမှုနဲ့အင်တာနက်အခက်အခဲတွေကိုရင်ဆိုင်ခဲ့ရတာပါ။ပြည်သူတွေအနေနဲ့ဆက်သွယ်ရဖို့အတွက်ဖုန်းလိုင်းမီတဲ့နေရာတွေကို ကီလိုမီတာများစွာခီးထွက်ခဲ့ရပါတယ်။ဒီအခြေအနေကိုပြောင်းလဲဖို့အတွက်ဒေတာပြန်လည်ထူထောင်ရေးကာလမှာအထူးဒေတာတက်ဆက်သွယ်ရေးဖွံ့ဖြိုးရေးကုမ္ပဏီလီမီတက်ကိုဖွဲ့စည်းပြီးအကြီးစားရင်းနှီးမြှုပ်နှံမှုတွေနဲ့အဆောင်ရည်လက်ရှိပါတယ်။လက်ရှိမှာကုမ္ပဏီဟာလောက်ကိုင်းမြို့ကနေစတင်ပြီးကျေလက်ဒေတာတွေအထိတိုးချဲ့တဲ့မဟာဗျူဟာနဲ့ဆောင်ရွက်နေတာဖြစ်ပြီးလောက်ကိုင်းကူကန်နဲ့အသေးနီးခံအတွင်းကကြေးရွာတွေမှာကိုယ့်ရဲ့အခြေစိုက်စကန်တွေတိစောက်ပေးနေပါတယ်။အင်တာနက်ရရှိတဲ့ဒေတာတွေမှာလည်း focus shot တာ internet package printer တွေအထိဝန်ဆောင်မှုပေးနေတာပါ။လက်ရှိအချိန်ထိကိုယ့်ရဲ့အခြေစိုက်စကန်ပေါင်း300နီးပါးတိစ ဆော့ပြီးကြီးနေပြီဖြစ်ပါတယ်။ဒါပေမဲ့အစင်ကုန်မှုတစ်ခုကတော့လျက်စင်မီလိုပဲချက်ပဲဖြစ်ပါတယ်။ဒါကြောင့်ကုမ္ပဏီကလျက်စင်မီရရှိတဲ့နေရာတွေကိုဦးစားပေးတည်ဆောက်နေပြီးအခြားနေရာတွေအတွက်လည်းဟုတ်ချွေးကုမ္ပဏီကလျက်စစ်တဲ့အားလိုင်းဆွဲတာဒါ business တက်စင်တာတွေကိုစီစဉ်နေပြီးအနာဂတ်မှာအင်အားစုတိုင်းလွတ်လပ်စွာဆက်သွယ်ပြောဆိုနိုင်ဖို့ညွှန်မန်းထားကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီး2025-2026ခုနှစ်ကြံကျိခွဲရသည့်စတင်လက်ပြီးဖြစ်တဲ့အကြောင်းနဲ့တိနီခိုင်ကမင်းမျိုးနွေရဲ့အကြံသေးယူပို့ဆောင်ရေးတရင်ကိုတင်ဆက်ပေးခြင်းပါတယ်2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့မှာကမင်းမျိုးနွေရဲ့အကြံကုတ်သိန်းချင်းနဲ့ပို့ဆောင်ရေးလုပ်ငန်းတွေကိုတရားဝင်စတင်လက်ပြီးဖြစ်ပါတယ်အဲ့ဒီနေ့မှာပဲကြံတွေအပြည့်အဝတင်ဆောင်ထားတဲ့ပထမဆုံး တေးပူဆောင်ရေးရင်ဟာကမိန်မြို့နယ်ကနေအောင်မြင်စွာစတင်ထွက်ခွာနိုင်ခဲ့ပါတယ်။ကမိန်ဒေသဟာဘိန်းအစားတို့တည်နေဖြစ်အကျန်ဆက်ပြူရေးကိုအဓိကအားထားတဲ့ဒေသဖြစ်ပြီးရာသီဥတုနဲ့မြေကျူလာကောင်းမွန်တာကြောင့်အရေးသွေးမြင့်အကျန်တွေထွက်ရှိပါတယ်။ထူးခြားတာကတော့ဒီနေ့မှာကျန်တင်တဲ့လုပ်ငန်းရှင်တွေမှာလူအင်အားအစား security တွေကိုအစားတို့အသုံးပြုလာနိုင်တာပါ။ဒါကြောင့်လုပ်ငန်းအခြေခံသက်သာပြီးကွန်ရက်လက်ဆက်မှုကိုထိန်းသိမ်းနိုင်တယ်လို့ဆွမ်းဆောင်ရည်လည်းမြင့်တက်လာပါတယ်။ဒေသခံတောင်သူတူကလည်းဒီနေ့ရာသီဥတုကောင်းလို့အချမ်းမြင့်ကြီးထွားနှုန်းကောင်းပြီးအထွတ်နှုန်းတို့လာမှာပါ။ security တွေနဲ့အသေးပူဆောင်ပေးတဲ့အတွက်ငွေကောင်းမှုမျှော်လင့်ပါ တယ်လို့ဝမ်းမြောက်စွာပြောကြားထားပါတယ်။တာဝန်ရှိသူတွေအနေနဲ့လည်းကြံသေးယူပို့ဆောင်ရေးကွန်ဆက်မပြတ်တောက်စီပဲတောင်သူတွေအကျိုးများရရှိအောင်ဆက်လက်အားပေးဆောင်ရွက်သွားမယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်သတင်းကတော့ကုကန်ခင်အတွင်ကရာဇုနစ်တစ်ခုကျော်တည်တန်းရှိတဲ့ဟောင်းစင်းကျေးရွာစီများပြည်လည်ထူထောင်ရေးသတင်းပဲဖြစ်ပါတယ်။ကုကန်ခင်ရဲ့အနောက်မြောက်ဖက်ဆောင်မှာရှိတဲ့ဟွန်အိုင်မော်ထိုင်နဲ့ချုံကန်စည်းတွေဟာဆိုဘွားခေခရက်ကတည်ရှိခဲ့ပြီး၅ရက်တစည်းစနေနဲ့အထင်းအထိရည်တည်နေပါတယ်။ဒါပေမဲ့လောက်ကန်မျိုးနဲ့ဆက်သွယ်ထားတဲ့နေဇလန်မားနဲ့ထိုက်ပြင်းလမ်းမတွေဟာကျန်းမ်းပြီးသွာလာရခက်ခဲတာကြောင့် ကွန်စီစစ်စစ်မှုနဲ့ဒေတာဖွံ့ဖြိုးရေးမှာစိန်ခေါ်မှုတွေရှိနေစေဖြစ်ပါတယ်။ဈေးကွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အနေနဲ့ပြီးခဲ့တဲ့မေလာတုန်းကမော်ထိုက်ဈေးကိုမူလနေရာကနေတာလင်ကောကြီးရွာဘက်ကိုပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။ဒါဟာမူလနေရာချင်းမြောင်းတာနဲ့အဆောက်အအုံယိုယွင်းမှုအန္တရာယ်တွေကိုရှောင်ရှားဖို့ဟွန်စင်ကြီးရွာအချို့ရေးဘက်ကအစီအမံဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဟောစင်ကျွေဟာတရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းတီးဆက်နေတဲ့မဟာဗျူဟာကျတဲ့နေရာဖြစ်တာကြောင့်အနာဂတ်မှာလက်မဆက်သွေးပူကောင်းလာရင်ဒေသထွက်ကုန်တွေကိုဖိပွားကိုပို့ဆောင်နိုင်ပြီးရိုးရာဇီကွက်ပုံစံကနေခေမီကုန်သွေးရေးစနစ်စီပူပြောင်းနိုင်မယ်လို့မျှော်မှန်းထားကြောင်းသိရှိရပါတယ်ခင်ဗျာ နောက်ဆုံးသတင်းအနေနဲ့ပြည်သူ့အကျိုးကိုဥတီဆောင်ရွက်နေတဲ့ကုခိုင်ခရံတပ်ဖွဲ့ရဲ့စွမ်းဆောင်ရည်နဲ့ဒေသဖွံ့ဖြိုးရေးမတန်းတွေကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဧပြီလ20ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တဲ့ကုခိုင်ခရံတပ်ဖွဲ့ဟာပြည်သူ့မှဖွဲ့စည်းပြီးပြည်သူ့တပ်ဝန်ဆောင်မှုဘေးရန်ဆိုတဲ့အမူလအယူရဲ့ချက်နဲ့ညီဒေသရင်းလုံခြုံရေးနဲ့တည်ငြိမ်ရေးရန်ရည်အတွက်အဓိကမှန်တိုင်တစ်ခုဖြစ်လာပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လမှာဆင်နွှဲခဲ့တဲ့တေသုံညာနှစ်ခုဟာရီကိန်းစစ်ဆင်ရေးဒုတိယလိုင်းမှာလည်းခရံတပ်ဖွဲ့ဟာတက်ကြွစွာပါဝင်ခဲ့ပြီးတမူးတွေနဲ့ရေပေါ်ရေးခံမာတဲ့စိတ်ဓာတ်စစ်မဟာဗျူဟာကျွမ်းကျင်မှုတွေကြောင့် စစ်စင်ရေးညီမှန်ချက်တွေကိုအောင်မြင်စွာဖော်ဆောင်နိုင်ခဲ့ကြောင်းသတိပြခဲ့ပါတယ်။ဒါပြင်တပ်ဖွဲ့ဟာလက်ဆင့်ရေးပေါ်တည်လိချင်းတင်းနှံတွေပေးနေသလိုပြည်သူဝန်ဆောင်မှုလုပ်ငန်းများမှာလည်းလက်တွေ့ကျကျပါဝင်ဆောင်ရွက်နေပါတယ်။မြွေစေဝါတာစီကာကွေအသိပညာပေးတာတွေလန်ဒတာပြုပြင်တာတွေအပြင်တပ်ဖွဲ့ဝင်တွေကိုယ်တိုင်လက်ကွင်းထဲထိစဉ်ပြီးတောင်သူတွေရဲ့တည်နယ်ကူးဆူရေးလုပ်ငန်းတွေကိုလှော်အပ်ပေးကူညီဆောင်ရွက်ခဲ့ကြပါတယ်။ MNTJP ပါတီရဲ့ငင်းချင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်တွေညီပြည်သူလူထုပေါ်ထားရှိတဲ့မူလရည်ရွယ်ချက်ကိုမရေးမရန်ကန့်ဆွဲပြီးဆက်လက်ကြိုးပမ်းသွားမယ်လို့သိရှိရပါတယ်ခင်ဗျာ။ ကူခန့်ရဲ့တပတ်သားသတင်းတင်ဆက်မှုများကိုအပတ်စဉ်စနေနေ့ည၈နာရီချိန်တိုင်းထုတ်လွှင့်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနေပါခင်ဗျာကျွန်တော်လီဝီဆိုပါ